I'm not happy with what Putin's doing. He's killing a lot of people, and I don't know what the hell. Happened. I'm not happy with what Putin's doing. He's killing a lot of people, and I don't know what the hell happened to Putin. I've known him a long time, always gotten along with him. ဒီပူတင်နဲ့ပတ်သက်ပြီးမှခုကျွန်တော်ပြောနေပြီကျွန်တော်ထင်တာကသူ့ကိုလည်းတိတ်ဂယူးမဆိုင်မဲ့ဖို့ပေါ့တော့เนาะအရင်တော့ဇလတ်စကီပေါ်ထားရှိရလေ <laughs> ီကဘာမှာပူတီကြောက်ရဲလို့ကဒေါ်နယ်ထရပ်တယောက်ပဲရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြောလိုက်တော့တရင်မီဒီယာတို့မေးတယ်ဒါဆိုရင်ပူတီကဒေါ်နယ်ထရပ်ကိုကြောက်လေဆိုတော့အာနိဘလိုတီလေဆိုရင် relax ကပြောတယ်အခုဖြေလိုက်ပြီအခုအခုအခုသူတီပြောချင်တဲ့ညာကသူကဇလန်စကီကဒီဒေါ်နယ်ထရပ်က ဒိုနယ်ထရပ်ကိုဇလက်စကီအဒီပူတင်ကကြောက်တယ်လို့သူကပြောနေတာမမရာတိုက်ပြီးသဘောနဲ့ပေါ့နော်ဆိုတော့ဒိုနယ်ထရပ်ကလည်းသူတို့နေရောက်ဒီစစ်ပွဲငေးချမ်းမှုနဲ့ပတ်သက်ပြီးမှစစ်စပိုင်းနဲ့ပတ်သက်ပြီးမှ negotiation လုပ်ဖို့အတွက်သူတို့နေရောက်ကသဘောတူညီပြီးသားဖြစ်တယ်ဆိုတော့အဲ့လိုလေးစကားပြောဖို့အတွက်လုပ်နေတဲ့ဂျာကာလာမှာဒီရုရှားတမနာရုရှားကပူတင်ကမပါလို့လဲဆိုရင်အဲ့ဒါကိုနားမထောင်ဘဲနဲ့ပေါ့နော်ဟို သူတို့ရဲ့ Donald Trump ရဲ့ net negotiate လုပ်ထားတာကောဥပ္ပခါပြုတ်ပြီးမှဆက်ပြီးတိုက်ရင်တော့ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အဲ့ကအဲ့အဲ့အကြောင်းမို့ဒီ Donald Trump ကဘာပြောလဲဆိုတာလေးကိုကျွန်တော်နားထောင်ကြည့်အောင် What Putin's doing is killing a lot of people and I don't know what the hell happened to Putin I've known him a long time ဘုရားသူသူသူ့ကိုကျွန်တော်ရင်တော့တိခဲ့တယ်တိတာပေါ့နော်အခုသူဘာတွေလုပ်နေမှသူလဲနားမလည်တော့သူကတကယ်ယူမိုက်ဆိုတာလုပ်နေတာပေါ့နော်သူကလူတွေအများကြီးတတ်နေတယ် Always oh, gotten along with him, but he's sending rockets into cities and killing people, and I don't like it at all. Alo, pini de tu, ah, tu a alo Ukraine nga ko tu a sabi ma don't you ne sa tu ni de tu bono tu a lowa tapo ma cha wu da tapo ma tu wu su ra ko pyo chen na Oh, okay. We're in the middle of talking, and he's shooting rockets into Kiev and other cities. I don't like it at all. president, what do you want to do about and that? I'm surprised. I'm very surprised. We'll see what we're going to do. Okay, that's in the media. I made it. ဒီဒီအာအာအာရပတာမီတော့မီဒီယာတမားတရားကမီတော့ဗာလဲဆိုရင်ဒါဆင်းနေဘာလုပ်မလဲလို့မီတော့ तू तू လုပ်မဲတဲ့ငါဘာလုပ်မလဲဆိုရင်မင်းတို့တွေ့ရမယ်ပေါ့ What am I going to tell you? တော့ tin ဒီဂျားတစ်ခုစကားမှာတိုက်မယ်ဆိုရင် तू နောက်မှာပါလာတဲ့အခုပူတင်တွေကလည်းညှိထားပြတာဖြစ်တယ် အရင်တော့တရုတ်နဲ့သူသူတိတ်မတဲ့ကြပါဘူးဒါပေမဲ့ခုတော့တရုတ်နဲ့လည်းသူတဲ့တယ်အာဖရိကနိုင်ငံတနိုင်ငံနဲ့သူနဲ့တဲ့တာရှိတယ်ပေါင်းတဲ့တာရှိတယ်ပြီးတော့ဒီအာအီရန်ရှိမယ်နော်အီရန်ရှိမယ်ဒီမြောက်ကိုရီးယားရှိမယ်အဲ့ဒီ၄နိုင်ငံနဲ့ပေါင်းပြီးမှ USA နိုင်ငံကိုတော့သူကတခုခုလုတ်မယ်ဆိုရင်အဲ့လိုမျိုးလုတ်ဖို့အခြေအနေမျိုးမှာရှိတယ်လေဆိုတော့ခုဒီဟာကိုကျွန်တော်ကြည့်ရတာကတော့တကယ်တကယ်ဖြစ်လာမယ်ဆိုရင်ခုသူကစစ်နဲ့ပဲတုတ်ပြန်မှာလား မဟုတ်ဘဲယူကရိန်းနိုင်ငံကိုဟိုနေ့အာဒီအေဖူတော်ပြောရေးရခွေးရှိလို့ပေါ့နော်တယောက်ကပြောတယ်ဘာပြောလဲဆိုရင်တော့ယူကရိန်းနိုင်ငံကိုထောက်ပံ့နေတဲ့ဟာကိုဆက်လက်ပြီးသူတို့ကအရင်တော့ရက်ထားတာလေဟိုဆက်လက်ပြီးသူတို့ကထောက်ပံ့ပေးမယ်ဟိုဗာလဲ satellite နဲ့ပတ်သက်ပြီးမှာပေါ့နော်အော်လေပတ်သက်တဲ့ဒီတနက်လိုင်းဘာလိုင်းညလိုင်းပေါ့ကောမတိုက်ရမယ်ဟိုဒီအပေါ်ကနေသူတို့တိုက်ရမယ်နေရာမှာပေါ့ဒီဒီ new နေရာ နီးပရိယာတွေကိုသူကနီးပညာတွေကိုသူပြီးဆက်ပြီးကိုညီသွားမယ်လို့သူကပြောနေတာဖြစ်ပါတယ်ဆိုတော့ခုဒီတစ်ခါကတော့ညနိုင်လို့ရတော့ရမရဘူးဆိုရင်တော့ကျွန်တော်ထင်တာ Donald Trump ကထပ်ပြီးမှ plus session ချမလားပေါ့ lower russia နဲ့စီးပွားမလုပ်ဖို့နောက်ဆိုရင်တော့ဒီလိုဖြစ်လာမလားမသိဘူးတရုတ်ကလည်း russia နဲ့ပေါင်းပြီးစီးပွားလုပ်မဆိုရင် US နိုင်ငံကို lower စီးပွားလုပ်လို့မရဘူးနောက်ကြရင်တော့ russia နဲ့ဆက်တွယ်နေတဲ့ဆက်နွယ်နေတဲ့ russia နဲ့နိုင်ငံနဲ့ဆက်နွယ်နေတဲ့စီးပွားလုပ်နေတဲ့လူတွဲဖက်လုပ်နေတဲ့လူအားလုံးကို USA နိုင်ငံကတခတ်မဲ့ USA နိုင်ငံအခွန်တိုးမယ်အခွန်တိုးပြီးကောက်မယ်အဲ့လိုမျိုးလူငယ် USA နိုင်ငံတည်ပို့လာတဲ့နိုင်ငံဥပမာရုရှားနဲ့စီးပွားတွဲလုပ်နေတဲ့လူတွေအားလုံးကိုနိုင်ငံကိုသူကချက်ပြီးမှချက်ပြီးမှအာဒီပါလေအခွန်တိုးပြီးကောက်သွားမယ်လို့ပြောလာရင်တော့ဒါဘယ်လိုလောက်မလဲလို့မသိသေးဘူးသူစီးပွားရဲ့အနေနဲ့ပြောမှဆိုပေါ့နော်သူနိုင်ငံရဲ့အခြေအနေပြောမှဆိုရင်အဲ့လိုမဟုတ်ဘဲနဲ့ဆက်လက်ပြီးတိုက်မယ်ဆိုရင်တော့ အခုကဒီ EU ဘက်ကလည်းဒီ Ukraine နိုင်ငံကိုစပစ်ကူညီဖို့ဖြစ်တယ်ဆိုတော့ကိုကလက်နက်ကြီးတွေစပစ်ထောက်ပံ့ဖို့ဖြစ်တယ်ကူညီဖို့ဖြစ်တယ်အဲ့ဒါကိုအခု USA နိုင်ငံကဒီ EU ကူညီမယ်ဆိုတော့ကိုအဖို့လုပ်ဖို့ပဲလိုတယ်လို့ပြောတာကျွန်တော်ကြားရပါဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီစစ်ပွဲကတော့ငြိမ်းတော့မလားဆက်ဖြစ်မလားဆက်လက်ပြီးဖြစ်အောင်မလားဆိုတာကကျွန်တော်တို့လည်းကောင်းကောင်းလေးတော့စေရမယ်ဆိုတော့စင်တိလောက်ထားပါ နေရတိုင်းအချိန်တိုင်းမှာခုလုံးဝပြောင်းလဲနိုင်တဲ့အချိန်တွေမျိုးဖြစ်နောက်ဆုံးတော့အချိန်ရောက်နေတယ်ဆိုတော့လေဒီလူတွေကလည်းချက်ချင်းမကြတဲ့ခေါင်းပါလာတယ်မြင့်တန်တယ်မရှိတော့ဘူးတနိုင်ငံတနိုင်ငံလက်နဲ့ကြီးတဲ့လူတွေကတော့လုံးဝလက်နဲ့တစ်ပက်ပြိုင်ဆိုင်ချင်တာရှိတယ်ဒီလူတွေရဲ့နှလုံးသားထဲမှာဒေါတာစိတ်တွေတွေးထမ်းမှလည်းမောဟတွေတွေးဆမှုတွေပဲပြည်နေတဲ့အတွက်မလို့ဒီနိုင်ငံရဲ့အခြေအနေကတော့တိတ်ပြီးမှနည်းနည်းဆိုးရိမ်စရာပိုပြီးကောင်းပါတယ်ဆိုတော့ခုအိန္ဒိယနဲ့အာ ပါကစ္စတန်နဲ့ဖြစ်နေတယ်အခုရုရှားနဲ့ယူကရိန်းနဲ့ဖြစ်နေတယ်ဆိုတော့ဒီနိုင်ငံနိုင်ငံတွေအားလုံးကိုအခုဒီအခုရုရှားကလည်းယူကရိန်းနိုင်ငံကိုဆက်ပြီးလှုပ်တယ်ပြောတဲ့ဟာဒီညှိနှိုင်းဖို့လှုပ်တာတော့မှသူကဆက်လိုက်ပြီးတိုက်ခိုက်နေတယ်ဆိုတော့ဘယ်လိုလာမလဲမသိဘူးကျွန်တော်ထင်တာကတော့ပူတင်ကဆက်တိုက်နေတယ်ဆိုအရာကတော့ဒေါ်နယ်ထရပ်ကိုယူမဆိုင်ဖို့ဆိုတဲ့ဌာနပဲကျွန်တော်ပြနေရလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီစစ်ပွဲကတော့ကျွန်တော်ဒီ လာမဲ့3လအတွင်းမှာတော့ကြီးကြီးမားမားတခုတော့ပြောင်းလဲမှုရှိလာလိမ့်မယ်ဆိုတော့ကျွန်တော်ဘလို့ရှိလာနိုင်တယ်လဲဆိုတော့မစ္စရီတို့ကလည်းသုံးတက်ပြီးမှ comment တွေမှာရေးပါဆွေးနွေးလို့ရပါတယ်ဆိုတော့လေပြောပြချင်တာဖြစ်တယ်တို့ရဲ့အောင်မြင်တော့မှလားဒီတိုင်းဘာမှဖြစ်နေတာမှမဟုတ်ပဲနဲ့ရုရှားကဘလို့ offer လောက်လာမလဲအာဒီရိုကရိန်းနိုင်ငံကဘလို့ပေးဆိုင်ရမလဲအဲ့ဒီနိုင်ငံကဒီနိုင်ငံတွေကဘလို့ညှိနှိုင်းပေးမလဲဆိုတော့ကိုယ်လည်းမသိဘူးကျွန်တော်ထင်တာကတော့ ကျွန်တော်ရစဉ်းစားတာဒီ3လအတွင်းမှာလာမဲ့3လအတွင်းမှာကြီးကြီးမားမားတစ်ခုတော့ပြောင်းလဲတစ်ခုတော့ရှိလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားတာဖြစ်ပါတယ်နောက်တစ်ခုကနောက်တစ်ခုကမကြည့်နော်နောက်နောက်တစ်ခုက You're the fake news, aren't you? You're totally fake. Right, any other questions? I don't like what Putin is doing, not even a little bit. He's killing people. And something happened to this guy, and I don't like it. Have us university, ma. 30တရခိုင်နှုန်းကတော့နိုင်ငံချမ်းသားတွေကို scholarship ပေးပြီးမှကျောင်းသင်တာဖြစ်တယ်လို့ပြောတာဖြစ်တယ်ပြီးတော့အဲ့ဒီကျောင်းသွင်းမှာရှိတဲ့လူတွေတော်တော်များများအားလုံးကဒီပါလက်စတိုင်းရဲ့လှုပ်ရှားမှုပေါ့နော် Hamas တွေရဲ့လှုပ်ရှားမှုက အမတန်မှအာရှိလာတယ်ကျောင်းထဲမှာကောင်းမှုကျောင်းစာတင်ခြင်းနဲ့လူစာတင်လို့မရဘူးအဲ့လိုမျိုးဖြစ်တော့ကြောင်းမလို့ Donald Trump က Harvard University ကိုထောက်ပံ့နေတဲ့ဘီလီယံနဲ့ချီတဲ့ဟာကိုရှင်းနှန်းတော့လာဖြစ်တယ် ဒီနိုင်ငံမှာခွန်ပေးပြီးဒီနိုင်ငံမှာသူ့မိဘတွေခွန်ပေးပြီးမှနေနေတဲ့လူတွေကိုတော့ကတော့အဲ့ဒီအကြောင်းမှာအကြောင်းတက်လို့မရဘဲနဲ့နိုင်ငံခြားကနေကတော့အကြောင်းပြေဝတက်နေတာဖြစ်တယ်ပြီးတော့ဒီနိုင်ငံခြားမှာလာတဲ့အကြောင်းကပြေဝတက်ပြီးတော့ပညာလေးကောင်းအောင်မပေးချင်ပေမဲ့ဒီမှာအကြောင်းသားတွေကတော့တောင်းချမှုတွေလုပ်နေတာပေါ့နော်ဆိုတော့ free speech ဆိုတာကိုပြောချင်တယ် US နိုင်ငံက free speech လေးနောက်တစ်ခုကျွန်တော်ပြောပြချင်တယ်ဒီကဒီဟာကိုအားလို့ရှယ်စေချင်တယ် မိတ်ဆွေက great canadian နိုင်ငံကိုရလာတယ်တရားဝင်လာတာပဲဖြစ်ကြောင်းသားဗီဇာနဲ့ပဲဖြစ် refugee နဲ့ပဲဖြစ်ဘလိုပဲဖြစ်ဖြစ်ဒီနိုင်ငံကိုခမည်းဝင်လာမယ်ဆိုရင်ခမည်း great ကမရခင်မှာခမည်းမှာ right မရှိပါဘူး right ဆိုတာကတော့ဘာလဲဆိုရင်အခု freedom of speech the right မရှိပါဘူးနော် right ဆိုတဲ့ဟာကဒီ citizen အခုပြီးနေတဲ့ united states ရဲ့ citizen ကတော့သူတို့မှာဒီ constitution အရသူတို့မှာ right ရှိတာဖြစ်ပါတယ်ဒါမဲ့ဟို great ကနဲ့ရှိနေတဲ့လူရဲ့ အာ legal အမြကြောင်းတက်နေတဲ့လူကျွန်တော် visa နဲ့နေတဲ့လူတွေကတော့ right မရှိပါဘူးအခုအာဒီနိုင်ငံမှာရောက်လာပြီးမှအခု Hamas ဒီအခု Palestine နဲ့ပတ်သက်ပြီးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးမှပါဝင်တဲ့ Greek တယောက်ကိုပို့လိုက်တယ်ဆိုတဲ့ဒေပေကဘာလဲဆိုရင်ဘာကြောင့်သူ့မှာဘာရှိတယ်လဲဆိုရင်သူကတခြားနိုင်ငံရဲ့ဒီနိုင်ငံကိုခေါ်လို့ခွင့်ခေါ်လို့ခွင့်အထူးခေါ်လို့ခွင့်ပေးထားဖြစ်တယ်ခေါ်လို့ခွင့်ပေးထားတဲ့လူတယောက်ဖြစ်တယ်ခေါ်လို့ခွင့်ပေးထားတဲ့လူတယောက်ပဲဖြစ်သေးတာဖြစ်တယ် ခွလွန်ခွဲ့ပေးထားတဲ့သူတယောက်ကဒီဒီ movement တွေဒီ right တွေပိုင်းစုပ်မှုတွေအခုနဆန္ဒပြမှုတွေမှာပါလို့မရအောင်အဲ့ဒါက freedom constitution က constitution ရှိကသူတို့ ਨੇ မဆိုင်ဆိုင်သေးဘူး greek ကရှိသေးလို့ပေါ့နော်ဆိုတော့ကျွန်တော်ပြောပြချင်တာကကိုယ်မှာ greek ကရှိတယ်ဆိုရင်အဲ့လိုမျိုးအာလှုပ်ရှားမှုတွေဆန္ဒပြတဲ့နေရာမှာကျောင်းသား visa နဲ့ရှိရဆန္ဒပြတဲ့နေရာမှာလုံးဝမပါဝင်ဖို့ကျွန်တော်မိတ်ဆွေတို့တိုက်တွန်းချင်တာဖြစ်တယ် share ကြပါဒီ video share ပြီးမှကျောင်းသားတွေကိုလည်းပြောဒါတချို့နိုင်ငံတွေ rate card ခံထားလို့လည်းကျွန်တော်ပြောပြချင်တာဖြစ်တယ် privilege နဲ့အာ citizen နဲ့မတူပါဘူး privilege ဆိုတာကနေထိုင်ခွင့်ပေးတာဖြစ်တယ်ဝင်ထိုင်ခွင့်ပေးတာဖြစ်တယ်သူများနိုင်ငံကဒီနိုင်ငံဒုက္ခရောက်လို့ဒီနိုင်ငံမှာနေထိုင်ခွင့်အခွင့်ပေးတာအခွင့်ပဲပေးတာဒါပေမဲ့ right မရှိသေးပါဘူးเนาะဒါလေးကိုပြောပြချင်တာဖြစ်တယ်ကြည့်ဒီ video share နဲ့ကျွန်တော်ရဲ့တုံးတက်ချက်လေးကို make sure လို့ဆွေးနွေးချင်တယ်ဆိုရင် select ပြီးကျွန်တော် comment မှာ suyunyu dhapu dhamishiru taitu